မင်္ဂလာပါရှင်ဒီဗီဒီယိုလေးကတော့ YouTuber တယောက်အဖြစ်အောင်မြင်ဖို့ရွတ်ဆိုရမယ့် affirmation လေးတွေဖြစ်ပါတယ်ဒီ affirmation လေးတွေကိုပြပက YouTuber တယောက်ကနေပြီးတော့မှ သူစပြီးတော့မှ YouTube ဖွင့်စဉ်တာပေါ့နော်ရွတ်ဆိုခဲ့တဲ့ affirmation လေးတွေကိုလုပ်ခဲ့တဲ့၁၀ရက်ခန့်ကပေါ့နော်ဗီဒီယိုတစ်ပုဒ်ဖန်တီးပြီးတော့မှအများသိအောင်တင်ထားပေးတယ် English version နဲ့ပြောပြထားပါတယ် ဒီဗီဒီယိုလေးကိုကျွန်မကြည့်ပြီးမှာတော့ကျွန်မရဲ့ audience တွေထဲမှာ content creator ဒါမှမဟုတ် youtuber ဖြစ်ဖို့အတွက်ကြိုးစားနေတဲ့လူငယ်တွေရှိနိုင်ပါတယ်။ဒါကြောင့်မလို့တွားက English version ကိုမြန်မာ version နဲ့ပြန်ပြီးတော့မှာပေါ့နော်။ရွတ်စုပေးပါမယ်။ကျွန်မလည်းဒီတိုင်းရွတ်စုပါမယ်။ကျွန်မအတွက်ရော audience တွေက content creator ဒါမှမဟုတ် youtuber လုပ်ချင်တဲ့လူငယ်တွေအတွက်ရောဒီ video လေးကို create လုပ်ပါမယ်ရှင်ဒီ video တွေကအတိုင်းကျွန်တော်နေ့စဉ်ပြကြရအောင်ဒါကြောင့်ဒီ video လေးကို youtuber များအတွက်နေ့စဉ်ရုပ်ဆိုရမယ် affirmation လို့မြည်ပေးခြင်းပါလေရှင် affirmation လေးတွေကိုအစဉ်တိုင်းကျွန်မရုပ်ဆိုပေးပါမယ် ငါရဲ့ message တွေကိုမျှဝေဖို့ YouTube အသုံးပြုခြင်းကိုငါကနှစ်သက်တယ် YouTube platform ကတစ်ကမ္ဘာလုံးက Orient TC ကို ရောက်တဲ့ပြည်စုံတဲ့ platform ဖြစ်တာကိုငါသိတယ်ငါကအချိန်တိုင်းမှာ YouTuber တယောက်ဖြစ်ဖို့ယုံကြည်မှုပိုပိုပြီးရှိလာတယ်ငါကပို့ပြီးတော့ ဆွေးဆောင်မှုရှိတဲ့ content တွေကိုဖန်တီးတာမို့ငါရဲ့ audience တွေပို့ပြီးတော့များလာတယ်။ငါကငါရဲ့လှုပ်ရှားမှုတိုးတက်တဲ့အတွက်ငါရဲ့ video တွေကိုပို့ပို့ပြီးတော့မြန်အောင်ဖန်တီးတာလေ။ငါက video အစ်စ်တွေအတွက်ကြီးကျယ်တဲ့ ideas တွေထုတ်လို့ရတာကိုငါနှစ်သက်တယ်။ငါက ဗီဒီယိုအစ်စ်တွေစီစဉ်ရတာအတန်သွင်းရတာအက်ဒစ်လုပ်ရတာကိုနှစ်သက်တယ်။ငါကအချိန်တိုင်းမှာ viewer အရေးအတွက်တွေအများကြီးတိုးပွားရရှိလာတယ်။ငါကငါရဲ့ subscriber တွေတိုးလာတာကိုကြည့်ရတာငါစိတ်လှုပ်ရှားတယ်။ငါကငါရဲ့ viewer တွေနဲ့ comment မှာစကားပြောရတာကိုနှစ်သက်တယ်။အပတ်စဉ်တိုင်းမှာငါက အင်အားကောင်းတဲ့ဗီဒီယိုကောင်းစင်တွေကိုပြုလုပ်ရမှာပိုပိုပြီးတော့ကောင်းလာတယ်။အပတ်စဉ်တိုင်းမှာငါကသက်မနီဒီဇိုင်းတွေပြုလုပ်ရမှာပိုပိုပြီးတော့ကောင်းလာတယ်။အပတ်စဉ်တိုင်းမှာငါကဗီဒီယိုတွေစကရစ်တီရေးရတာပိုပိုပြီးတော့ကောင်းလာတယ်။အပတ်စဉ်တိုင်းမှာငါကကင်မရာရှေ့မှာနေရတာကိုပိုပိုပြီးတော့ယုံကြည်မှုရှိလာတယ်။ငါက ဤပညာကိုအသုံးပြုရတာပို့ပို့ပြီးတော့တက်တောင့်တက်တာဖြစ်လာတယ်။ဒါကဗီဒီယိုအလင်းအမှောင်နဲ့အော်ဒီယိုအကြောင်းတွေကို ပို့ပြီးတော့တင်ယူလာတယ်။ငါကငါရဲ့ talents တွေနဲ့ ideas တွေကိုလူတွေစီရောက်အောင် ပို့ရတာကိုနှစ်သက်တယ်။နေ့စဉ် YouTuber တယောက်လိုပို့ပို့ပြီးတော့ယုံကြည်မှုရှိလာတယ်။အစင်တိုင်းမှာဗီဒီယိုအစ်စ်တွေ တင်ပေးမယ်လို့ခရီးပြုပါတယ် YouTube အကြောင်းကိုငားနိုင်သလောက်အားလုံးလေ့လာသိဖို့ခရီးပြုတယ်ငါကနောက်ထပ် view တွေအများကြီးပြုလုပ်ပေးဖို့ငါမျှော်လင့်ထားတယ်ငါရဲ့ video တွေကကျေပြန်းတဲ့ audience ကြီးကိုရောက်ဖို့အတွက်ငါမျှော်လင့်နေငါက YouTube မှာ ဝင်ငွေပြုလုပ်နိုင်တဲ့အခွင့်အလမ်းတွေရှိတဲ့အတွက်ငါပြောတယ်။ငါကအောင်မြင်တဲ့ YouTuber တစ်ယောက်ဖြစ်တယ်။ဒီ information လေးတွေကိုနားထောင်ပြီးတော့လက်ရွတ်တာမျိုးခြာရေးထားပြီးတော့နေ့စဉ်ကျဆိုတာမျိုးပြုလုပ်ရပါမယ်။ကိုယ်တိုင်ကလည်းအလုပ်ကိုစူးစမ်းမယ်။ information လေးတွေကိုလည်းနေ့စဉ်ညွှန်ဆိုမယ်ဆိုရင် ကိုဖြစ်ချင်တဲ့ content creator တယောက် YouTuber တယောက်ဖြစ်လာလိမ့်မယ်လို့ကိုယ့်ကိုယုံကြည်ထားရပါမယ်ရှင်။ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။